အလုံးမင်္ဂလာပါရှင်ကျမတို့အခုရေးထားတဲ့စာကြောင်းလေးတွေကိုတရုတ်လိုရေးကြည့်အောင်ပါငါပင်လေစာနဲ့မတည့်ဘူးကိုတီပင်လေစာစားရင်မတည့်ဘူးအလက်ဂျစ်ရှိတယ်ဒါမျိုးပြောချင်တယ်ဆိုရင်ဝတွေ့ဟိုင်ရှင်ဟိုင်ရှင်ကကျမတို့ပင်လေစာကိုပြောတာနော်ဝတွေ့ဟိုင်ရှင် common common ဆိုရင် allergic ဖြစ်တာကိုသုံးတာဟောသူ့ဟိုင်ရှန် common ဆိုရင်ကျမတို့ဒီငါကပင်လယ်စာနဲ့မတည့်ဘူးပင်လယ်စာစားရင် allergic ရှိတယ်ဒါမျိုးကိုသုံးတာเนาะကြားမယ်เนาะနောက်တစ်ခုလေးဆိုရင်ငါနင်းနေနေရခတ်တယ်အဲ့တော့ကျမတို့နေရခတ်တာကနန်ရှုပ်လို့သုံးလို့ရတယ်နင်းနေနေရခတ်တယ်ဆိုရင်ရိုးတရံနဲ့သုံးမယ်เนาะဟောနင်းနေနေရခတ်တယ်ဆိုရင်ရိုးတရံ နန်ရှော့ဒါပဲလေနော်ကျမတို့ဒီဝါကြလေးကိုဆက်ရေးကြည့်မယ်သွားကိုက်ပြန်ပြီသွားကိုက်တာကရာထုံအဲ့တော့သွားထက်ကိုက်လာပြန်ပြီဒီကိစ္စကထက်ဖြစ်လာပြန်ပြီဆို ရုပ်နဲ့သုံးမယ်နော်ကျမအရင်ဆုံးရာကိုရေးလိုက်မယ်ရာကသွားကိုပြောတာထက်နာလာပြန်ပြီထက်ပြီးကိုက်လာပြန်ပြီရုပ်ထုံလော ရမယ်နော်ကျမတို့ဒီရုပ်ကလေးကလေဥပမာတုတ်ထက်လာပြန်ပြီပေါ့ဒီလိုအချိန်နေဆိုရင်ထားရုပ်လာရလားဒီလိုသုံးမယ်နော်နောက်တစ်ခုလေးဆက်ကြည့်မယ်အပူကန္နာထင်နေအဲ့တော့ကျမတို့ကခဏင်းရှိခဏင်းဆိုတာဒီဖြစ်နိုင်နေခဏင်းရှိအပူကန္နေဆိုရင်ရှန့်ဟောလို့သုံးလို့ရတယ်နော်ခဏင်းရှိရှန့်ဟောလားရှန့်ဟောဆိုရင်အပူကန္နာကိုသုံးတာရမယ်နော် နောက်တစ်ခုဆိုရင်မျက်နှာရောင်းလာတယ်အဲ့တော့မျက်နှာကတော့လျံလွယ်တယ်နော်ရောင်းနေဆိုရင်ကျမတို့တုံးလို့တုံးလို့ရတယ်လျံတုံးလမျက်နှာရောင်းလာပြီဒီလကလေးကကြတော့ရောင်းလာတဲ့အချိန်လေးကိုလာပြီးတော့အထောက်ပံ့ပေးတာရမယ်နော်နောက်တစ်ခုလေးဆိုရင်အခုတလောငါပင်ပန်းလွယ်တယ်အဲ့တော့ပင်ပန်းလွယ်တယ်ဆိုရင်လွယ်လွယ်လေးပဲကျမတို့ကရုံကြီးဆိုရင်လွယ်တယ် ပင်မန်းလွယ်တယ်ဆိုရင်ပင်မန်းနာလေးကိုဖီးလောင်လို့သုံးလို့ရတယ်ရုံကြီးဖီးလောင်အဲကျွန်တော်တို့ရှင်းရဆက်ပါမယ်ကြွေချင်းအခုတလောဝရုံကြီးဖီးလောင်ရမယ်နော်